โอเคပါအဲ့တော့ကျွန်တော်တို့ဒီ campaign ရဲ့ live မှာလည်းအမေတော်ဆန်းစုကြည်ရဲ့အသက်80ပြည့်မဲ့မွေးနေ့အထိမ်းအမှတ်နဲ့ပြုလုပ်တဲ့ဒီပြက်ကြင်လေးကိုအမှားယူနေကြတာဘယ်မှာဝယ်လို့ရမလဲဘယ်မှာပါဝင်လို့ရမလဲဆိုပြီးတော့စုံစမ်းမေးမြန်းနေတာကိုကျွန်တော်တို့အများကြီးတွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီစု AD Buddy Campaign ဆိုတဲ့ Facebook page ရှိပါတယ် official အဲဒီကျွန်တော်တို့ campaign အတွက်လုပ်ထားတဲ့ page ပါအဲ့ page ကနေပြီးတော့တရားဝင်ဘယ်အဖွဲ့တွေဘယ် fundraiser တွေရှိမှဝယ်ယူလို့ရပါပြီဆိုတာကိုအတိအလင်းကြေညာပါလိမ့်မယ်အဲ့ဒါကိုစစ်ရှည်လက်ရှည်နဲ့ကျွန်တော်တို့ပြည်သူလူထုကိုဆောင်ဆိုင်ပေးဖို့မြေတားရက်ခန့်ကျင်ပါတယ်ခင်ဗျာဘာကြောင့်လဲဆိုလို့ရှိရင်အဲ့လိုမျိုး comment တွေမှာ page အတူလေးအဖွဲ့အတူတွေဖန်တီးပြီးတော့ဒီလိုအချိန်မျိုးမှာဟိုပြည်သူလူထုရဲ့တော်လှန်ငွေတွေကိုရယူ လိန်လေပြီးတော့သုံးဆွဲနေတဲ့သူတွေရှိတဲ့အတွက်ကြောင့်မို့လို့ဒါမျိုးကိုကျွန်တော်တို့စိတ်ရှိရှိနဲ့စောင့်ပေးကြပါဒီ campaign ပြုလုပ်တဲ့စုအဒီဘတ်ဒေး campaign ဆိုတဲ့ page ကနေပြီးတော့ဘယ်အဖွဲ့ဘယ်အဖွဲ့တွေမှာဝယ်ယူလို့ရတယ်ဆိုတာကိုကျင်ညာကျင်ညာမယ်လို့သူတို့ပြောထားတာရှိပါတယ်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့အစီအစဉ်ကိုဆက်ပြီးတော့သွားပါမယ်ခင်ဗျာအဲ့ကျွန်တော်တို့နောက်ထပ်အစီအစဉ်ကတော့ map pencilo ကနေပြီးတော့မေတော်ဆန်းစုကြည်နဲ့ပတ်သက်တဲ့အမှတ်တရစကားမေတော်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့အမှတ်ရပြောကြပေးမယ့်အစီအစဉ်မှာအဲဒီစီဇန်အတွက်မတ်ပန်ဆယ်လိုဖိတ်ခေါ်ပါရခင်ဗျာဟုတ်ကဲ့ပါညလာပါရှင်အမေးရပေါ့နော်ဒီအသက်80ပြည့်မွေးနေ့အမှတ်ရကမ်ပိန်းဒီမှာပါဝင်ဝင်ရတဲ့အတွက်အဲစီဇန်တူအားလုံးကိုလေကင်မအပါဝင်ပေါ့နော်စီဇန်တူအားလုံးကိုလေကျေးဇူးအထူးတင်ရှိပါတယ်ကျမတို့ ကျမအမေနဲ့ပတ်သက် ပြီးတော့ပေါ့နော်အမတ်တရားပွဲလေးတွေအမတ်တရားစကားလေးတွေခဏခဏပြောပြပါတယ်ဒီကာလတွေမှာပို့ပြီးတော့ပေါ့နော်ဆောင်ရွက်ဖြစ်ပါတယ်အဲဒါပေမဲ့အများတန်းမှာအများတန်းမှာအမေဆိုးရွံ့ရတဲ့ကိစ္စတခုရှိပါတယ်အမေစုအကြောင်းပြောတဲ့အချိန်မှာပေါ့နော်အဲကျမတို့မှာစိတ်ခံစားချက်တွေ emotional တွေအများကြီးရှိပါတယ်အဲ့တော့ဒီနေ့ပြောသွားတဲ့အကြောင်းအရာလေးတွေမှာအမပါရင်လေးခွင့်လို့ပေးပါရှင့်အဲ့တော့ အမေစုမွေးနေ့နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါကျွန်မမမေရရဆိုလို့ရှိရင်အမေရ82နှစ်ပြည့်မွေးနေ့ရဆပြီးတော့ကျမတို့ဒါကျွန်မပါဝင်ဖြစ်ခဲ့တဲ့မွေးနေ့မမေရရပြောရမယ်ဆို82နှစ်မွေးပြည့်မွေးနေ့ရဆပြီးတော့ပေါ့နော်အမေမွေးနေ့အမတ်တရား campaign လေးဒီအဲ့တုန်းကဆိုလို့ရှိရင်တော့ဆရာနာမသိင်းသေးတဲ့အခါမှာကျမတို့ဒီ humanitarian ဟိုအထောက်အပံ့တွေအတွက်ပေါ့နော်ဒီဒုက္ခရောက်နေတဲ့ဘေးသင့်နေတဲ့ဒေသတွေအတွက်ကျမတို့ ဆောင်ရွက်ဖြစ်ခဲ့ပါတယ်အမေမွေးနေမှတ်တရားအနေနဲ့ profile design ဆိုတာတွေအာ online activity တွေပေါ့နော်ဆောင်ရွက်ဖြစ်ခဲ့ပါတယ်အမေရအဖြစ်ဆုံးမွေးနေ့ကိုပြောရမယ်ဆိုလို့ရှိရင်ဒါအမေရ84နှစ်ပြည့်မွေးနေ့မှာကျမတို့အာဒီဒီတို့ဟာစူးလေးပေါ့နော်စူးလေးလွတ်လပ်ပြီးပန်းချံမှာအဲလူ940နဲ့ပေါ့နော်အမေစုရဲ့ရုပ်ပုံကိုပုံဖော်ပြီးတော့ဆောင်ရွက်ခဲ့ရမွေးနေ့ပွဲလေးကအမှန်တကယ် ဟိုအခုချိန်မှာတော်လေးကိုအမှတ်တရဖြစ်ခဲ့တဲ့မွေးနေ့ပွဲလေးပါဒါလေးကိုဘာဖြစ်လို့ထည့်ပြောရလဲဆိုတော့ကျွန်တော်တို့85နှစ်ပြည့်အမေရဲ့ဒီစင်ရတို့မွေးနေ့ပေါ့နော်စင်ရတို့မွေးနေ့မှာကျွန်တော်တို့ဂျိုတင်စီစဉ်းစားထားခဲ့ကြတာလူ8500နဲ့အဲ့လိုမျိုးလူ840နဲ့လုတ်ခဲ့တဲ့ပုံစံမျိုးလူ905လူ8500နဲ့တခဲနဲ့ကျင်းပါကြမယ်လို့ဂျိုတင်စိတ်ကူးညီခဲ့ကြပါတယ်ဒါပေမဲ့ကိုဗစ်ကာလဖြစ်သွားတဲ့အခါမှာပေါ့နော်ဒီ85နှစ်ပြည့်မွေးနေ့ကိုအကောင့်ထဲမဖော်နိုင်လိုက်ဘူးပေါ့ ဒါပေမဲ့ကျမတို့85နှစ်ပြည့်မမီလို့ရှိရင်86နှစ်လုံးမယ်ကွာနော်ပြီးတော့လို့ဒါမှမဟုတ်80ပြည့်မွေးနေကြရင်ချင်းချင်းတည်းလုံးကြမယ်ဆိုရက် plan လေးတွေပေါ့နော်ရှင်ထဲမှာရှိခဲ့ပါတယ်ဒါပေမဲ့အခုဒီနှစ်အမေရဲ့အသက်80ပြည့်မွေးနေမှာလေကျမတို့အခုလိုမျိုး online activity တွေ campaign တွေပြင်မှာပေါ့နော်လှူဆောင်ခွင့်မတာပဲနဲ့အခုလိုပဲစောင်းရရတာဖြစ်တဲ့အတွက်နောက်ထပ်တစ်ချိန်လွဲသွားပြီလို့ထင်နေခဲ့ပါတယ်ဒါပေမဲ့ကင်ကိုတိုင်းကပေါ့နော်အမေအမေစုရဲ့တာ Kim ကိုတိုင်ကကိုထိန်မင်းကိုတိုင်ကဒီအမေရဲ့မွေးနေ့အမှတ်တရအတွက်အမေရဲ့အသက်80ပြည့်မွေးနေ့အမှတ်တရအတွက်ခုတကဘာလုံးနော် global campaign အနေနဲ့အခုလိုမျိုးကျင်းပပြုလုပ်တဲ့အတွက်ကျမတို့ online ရပဲဖြစ်စီပြင်ပမှာပဲဖြစ်စီပေါ့နော်ကျမတို့ပြည်သူတွေအားလုံးရဲ့ကမ္ဘာနိုင်ငံအသီးသီးမှာရောက်ရှိနေတဲ့အမေသားသမီးတွေရဲ့ရှင်တွေကအမေစုအတွက်ချစ်ချင်းမြတ်တာတွေရတော့အပြင်မှာပဲလှူဆောင်ခွင့်ရရ online ရပဲလှူဆောင်ခွင့်ရရပေါ့နော်ဒါကကျမတို့အတူတူ ဒီခံစားချက်ဒီအားလုံးရဲ့ရင်ထဲမှာရှိနေမယ်လို့လည်းယုံကြည်ပါတယ်။အဲ့တော့ဒီအမေဆွေရဲ့အသက်80ပြည့်မွေးနေ့ဒီ campaign လေးပေါ့နော်မွေးနေ့အမှတ်တရ campaign လေးမှာကျမတို့ပြပြပရောက်တော်လန်ပြည်သူတွေပြည်တွင်းကအတန်တိတ်ပါဝင်နေကြတယ်ပေါ့နော်ပြည်သူလေးရင်ထဲကလေပြီးတော့နှစ်နှစ်ဟိုနှစ်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 ပါဝင်နေကြမယ်လို့လည်းယုံကြည်ပါတယ်။ဘုဆိုလို့ရှိရင်ဒီ campaign လေးမှာဟို campaign အစပဲရှိသေးတယ်ပေါ့နော်အမေရဲ့မွေးနေ့ကလို့သေးတယ်။ဒါမဲ့ ဒီ campaign လေးကိုစတဲ့အချိန်မှာမစခင်ကလေးကဘူးပေါ့နော်ပါဝင်ချင်နေတဲ့ပြည်သူလူထုတွေရဲ့ဒါနောက်တစ်ခုနောက်တစ်ခုကပေါ့နော်အခုကိုထိန်နေစီစဉ်နေနေ့ရက်အမှတ်တရမွေးနေ့အမှတ်တရကလန်ဒါလေးတွေပြီးတော့ဘာလို့ကောင်းလဲကလန်ဒါလေးတွေကိုဝယ်ယူဖို့ပေါ့နော်ဒီဘောက်ဘောင်ခဏခဏလာမေးကြပါတယ်အဲ့တော့ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်ပြီးတော့ဒီကလန်ဒါလေးကအမေစုရဲ့အသက်80ပြည့်မွေးနေ့အမှတ်တရအတွက် အဆောင်ရေ8000မဲတကဘာလုံးကိုပြန်ဝေမှာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်မထင်ပါတယ်လူရဲ့ဝယ်ယူအားပေးကြရမယ်ထင်ပါတယ်အဲ့တော့ဒီမွေးနေ့ campaign ဒီမှာပေါ့နော်ကျွန်တော်တို့ဟိုအမေမွေးနေ့ရောက်တဲ့အထိအစီအစဉ်လေးတွေအစီအစဉ်လေးရှိပါတယ်ဒါကြောင့်ဒီ page လေးရလေးတဆင်ပေါ့နော်ဒီအစီအစဉ်လေးတွေမှာဘယ်လိုအစီအစဉ်လေးတွေဆက်လာမလဲဆိုတာလေးတွေကိုအဆောင်မြော်ရင်းနဲ့ပေါင်းဝင်ပေးကြဖို့ကျွန်တော်တို့ကျွန်တော်တို့ရဲ့လူလူခေါင်းဆောင်က ထောင်သွင်းခြင်းချခံရရပေမယ်ပေါ့နော်ကျွန်တော်တို့ပြည်သူတွေအားလုံးရဲ့ရင်ထဲမှာရှိနေတဲ့အာကိုထိန်လင်းကအမေစုရဲ့သားဖြစ်တယ်လို့ကျွန်တော်တို့အမေကိုချစ်တဲ့အမေသားသမီးများအားလုံးကလည်းအမေရဲ့သားသမီးတွေဖြစ်ကြတယ်ပြီးတော့အမေကိုယ်တိုင်ကလည်းကိုယ့်ရဲ့သားသမီးတွေအဖြစ်အမြဲတမ်းမေတ္တာတွေပေးနေရလို့ယုံကြည်ပါတယ်အဲ့ဒီတော့အခုဆိုလို့ရှိရင်ဟိုအမေစုကပေါ့နော်ထောင်သွင်းခြင်းချခံထားရတဲ့အခြေအနေတစ်ခုမှရှိနေတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အခုလိုမျိုး အမတ်တရပွဲလေးတွေ campaign လေးတွေလုပ်ကြတဲ့အခါတိုင်းမှာပေါ့နော်ဒီသူလူတို့ပြောကြတဲ့ဇာတ်ကားလေးတွေအမြဲအမြဲအမြဲတမ်းပေါ့နော် repeat ဖြစ်နေတဲ့ဇာတ်ကားလေးတွေကျွန်မဒီနေရာလေးပြပြချင်ပါတယ်ကျွန်တော်တို့တွေအမြဲတမ်းမှာကျွန်တော်တို့ရဲ့တက်တန်းထောက်လျှောက်မှာပေါ့နော်ဒီအသက်ကျွန်မဒီအသက်ရွယ်အပြင်အသက်40 50 60ဝန်းကျင်နေအထိပေါ့နော်အမြဲတမ်းထက်ခါထက်ခါပြောကြတဲ့ဇာတ်ကားတစ်ခုရှိပါတယ်လူလူအုတ်ချုပ်ခံရတဲ့အချိန်ဆိုတဲ့ဇာတ်ကားပါအဲကျွန်မ comment လေးတွေမှာလည်းအများကြီးတွေ့ရပါတယ် ဒုံးပြည်သူတွေရဲ့ရှင်ထဲမှာအမြဲတမ်းကြံရစ်နေတာဒီညဒီချင်းတီပေါ့နော်ဆွေးထင်ကြံရစ်နေရသည်အမေစုအုပ်ချုပ်ခဲ့တဲ့မေတ္တာနဲ့အုပ်ချုပ်ခဲ့တဲ့လူလူသူလူအုပ်ချုပ်ခံရတဲ့အချိန်၅နှစ်တာကာလပါဒါကြောင့်လည်းဒီဒီကာလတွေမှာမွေးထုတ်လိုက်တဲ့ပေါ့နော်ပြည်သူလူတွေရဲ့ရှင်ထဲကရင်းနှီးထီချောင်းအောင်ပုံနိုင်ခဲ့တဲ့ဒီမိုကရေစီနဲ့အမေရဲ့မေတ္တာတရားတွေကြောင့်ဒီနေ့ဒီဒီနေ့ဒီအချိန်ထိဒီတော်လန်ရေးရပေါ့နော်လုံးဝသူ၏မတော်ပင်နဲ့ဆက်လက်ပါဝင်နေကြစေဆက်လက်ရှေ့ဆက်နေကြစေ အောင်မြင်မှုပန်းနိုင်ပြီးအများကြီးရောက်ရှိအောင်ဆောင်ရွက်နေကြစေဖြစ်ပါတယ်။အဲ့တော့အမေပေးခဲ့တဲ့တတိတွေအမေပေးခဲ့တဲ့ခွန်အားတွေပေါ့နော်ကျွန်တော်တို့ဒီလူလူအုပ်ချုပ်ခံရတဲ့ငမနစ်ကာလမှာရခဲ့တဲ့အမေပေးဆွမ်းခဲ့တဲ့မေတ္တာတရားတွေကြောင့်ကျွန်တော်တို့ဒီဒေါ်လန်ကြီးကဒီနေ့ဒီချိန်ထိဖြစ်ဆက်အောင်ဝယ်ဆင်နေနိုင်တာဖြစ်ပါတယ်။အဲ့တော့မကြခင်မှာလေကျွန်တော်တို့အနှစ်ချုပ်ပြီးပြောရမယ်ဆိုလို့ရှိရင်အမေနဲ့ပတ်သက်တဲ့အမှတ်တရစကားတွေရှင်းနေမှာအများကြီးရှိပါတယ်။ဒါမဲ့အချိန်ရပါတော့နော်။အနှစ်ချုပ်ပြီးပြောရမယ်ဆိုရင် လွမ်းနေသတိရတယ်။အဲ့အတွက်လည်းပါဇက်ကပဲလွမ်းနေသတိရနေရုံနဲ့အာမေရပဲနဲ့ဆက်လက်ပြီးစ조사ပါဝင်နေပါတယ်။အမေနဲ့ပြန်တွေ့ခွင့်ရဖို့လွတ်လွတ်အမေလွတ်မြောက်လာပြီးတော့လွတ်လွတ်လပ်လပ်ပြန်ဆုံတွေ့ခွင့်ရဖို့ကျွန်တော်တို့ပြည်သူတွေအားလုံးကမျိုးနဲ့တောင်းတ조사ဆောင်ရွက်နေကြပါတယ်။ဒါလေးပြောချင်ပါတယ်။အဲ့တော့ဒီနေ့မွေးနေ့အမေမွေးနေ့အမတ်တရား campaign လေးမှာပေါ့နော်။ campaign ဖွင့်ပွဲခန်းစားလေးမှာကျွန်မ2015ထွက်ရှိခဲ့တဲ့ ကျွန်မရဲ့စာအုပ်ထဲရပေါ့နော်အမေနဲ့ပတ်သက်တဲ့ခပြားလေးတစ်ခုကိုရွတ်ပြချင်ပါတယ်ပြီးတော့ဒီနေ့ကတက်တက်ဆန်ဆန်ပဲအာဖိုးဖိုးကျော်ဆန်ရဲ့မွေးနေ့ဖြစ်တဲ့အတွက်ပေါ့နော်ကျွန်မရဲ့ခပြားလေးကအဖိုးနဲ့အမေနဲ့ကြားထဲကဟိုနှစ်ခုစလုံးပေါင်ဝင်တဲ့ခပြားလေးဖြစ်တဲ့အတွက်ပေါ့နော်ဒီခပြားလေးကိုရွတ်ပြချင်ပါတယ်အချိန်3မိနစ်လောက်ရမယ်ထင်ပါတယ်ရှင့် သူမသူမဟုတ်ကျွန်ုပ်တို့ရဲ့အလံတော်မြမပြီးအားကြီး73ချက်တင်ပြီးနောက်အလံတော်ကိုရုပ်အမြင်မြုပ်တချို့ခံလိုက်ရတယ်စူးကြုံသူမစဲတကရစ်တွေ့ညီရဲ့ညီရဲ့ရဲ့ချောင်းမှာသူမကိုကျွန်တော်တို့ပြန်ရလိုက်တယ်မြမပြီးပိုင်ဖျားသခင်ရဲ့တူဦးဒီတော်သမီးတော်ရဲရင်ချင်းကိုပန်းလို့ပန်းပြီးကျွန်တော်တို့စီပြန်လာခဲ့ပြီသူမဟာလွတ်လပ်ခြင်းရဲ့တမန်တော်သူမဟာငင်းချင်းရဲ့နတ်ဖျား ူမခိုင်ကြည်ခြင်းရဲ့သင်္ကေတစူးထက်မြမြကြားကယုံကြွာလာတဲ့နှင်းစီတစ်ခုကဘာကြီးကသူမရဲ့လက်သေးသေးလေးနဲ့ကင်လုတ်ခဲ့တယ်။သူမရဲ့အတန်ပါပါလေးရတဲ့ဆင့်ကျွန်တော်တို့အားလုံးရဲ့ရှင်လေးကအတန်ကိုကဘာကြီးကကြားသွားခဲ့တယ်။သူမရဲ့အရေးချောင်းတွေဝင်းရံနေတဲ့မျိုးဝန်းတောက်တောက်တွေရတဲ့ဆင့်ကျွန်တော်တို့အားလုံးလက်ဖြန့်တောင်းဆိုနေတဲ့ဆာလောင်မှုကဘာကြီးကလှမ်းမြင်သွားတယ်။ကျွန်မကိုအတုံးချပါတဲ့။တေးကြတယ်။ သူမထိုးွားတွေဝင်းရံခံနေရစေကောက်ရူးတမြင်မယ်။တေချာတယ်သူမတို့တာအဖာမြမပြီအတွက်ဝကြီးကြီးပါလာကြတဲ့သူတွေဘသူ့ကိုမှမတိုက်ခိုက်ခဲ့တဲ့သူမကိုဘသူမှဒူးထောက်ကြတော့မစွမ်းဆောင်နိုင်ဘူး။မိများအစင်းစင်းကိုရင်ဖွင့်ခဲ့ယူနှစ်ပေါင်း20ကြာတက်ဂရစ်အချုပ်နောင်နေကြ။သူမကတံမဏိမဆန်းဆန်းချင်းတိခံခံခဲ့တယ်။ သူမက2500ကိုစွန်ခဲ့ရတယ်။သူမက928ကိုပြစ်ခဲ့ရတယ်။သူမကသူမကို သူမဆန်းထုတ်အဲ့ဒီလက်ခုပ်မိုးလေးတွေတော့ကျွန်တော်တို့အားလုံးကိုအရင်မိုးကျင်ခဲ့သူ။သူမရဲ့အပြုံးကမိခင်ဆန်တယ်။ဒီမိုကရေစီကိုစလုံးပေါင်းပေါင်းမှု ကျွန်တော်တို့စတင်ခဲ့ရတဲ့အားသုံးလုံးဟာသူမရဲ့နာမတော့ပဲ။သူမဟာပြန်လဲထမြောက်လာတဲ့ဗိုလ်ချုပ်ဦးစောပေါင်းများစွာထိတ်ဆုံးရောက်နေတဲ့ကာလမှာသူမထွက်တဲ့ကြီးချက်တွေ သူမရင်ဘက်မှာအစင်းစင်းဆိုင်ဝင်နေလိမ့်မယ်။သူမဟာမှတ်ပြီးတာဘယ်လိုင်းစင်းစင်းဘယ်လိုင်းတက်တက်ဘန်းပန်မပြတ်ခဲ့ဘူး။သူမရဲ့ဘယ်ဘက်လက်ဟာချစ်ချင်းမြတ်တာဖြစ်ပြီးညာဘက်လက်ဟာတတိဖြစ်တယ်။တိလာတစ်ခေတ်လုံးကတစ်စိတ်အစိမ့်ဝတ်တွေသူမနာမည်ကြောက်နေဆက်ခနဲ့ဆက်ခနဲ့တုံနေ။သူမဘယ်တော့မှမအိုတဲ့ခေါတောင်းပြူဖြစ်တယ်။ ်သူမရဲ့အမိနာမဟာအရေးတော်ပုံရဲ့ဆောင်ဖို့သူမရဲ့ပုံရိပ်တွင်ဟာမျောလင်းချက်စီမှာကိုတင်ပြတယ်သူမရဲ့ဝိညာဉ်တော်ဟာတစ်ခစ်လုံးကို တုန်ခါသွားစီမဲ့တိုက်ပွဲခေါ်တမ်းဖြစ်တယ်။စေတန်ကြီးအုံမိုးနေတဲ့ခစ်ဆိုးကြီးတဲ့အကြောက်တရားကိုဓာတ်လို့မိုးထားတဲ့ခစ်ဆိုးကြီးတဲ့သူမဟာမုံတိုင်းကိုဆန်အလင်းတွေပန်ပြီးကျွန်တော်တို့စီကိုပြန်လာပါလိမ့်မယ်။သူမဟာကျွန်တော်တို့ရဲ့အလံတော်ဖြစ်တယ်။ကျေးဇူးတင်ပါတယ်။ ဒီ value က2015မတိုင်ခင်ကရေးခဲ့တဲ့ကြပြလေးပါဒါမြင့်ဒီနေ့အထိပေါ့နော်ဒီခေတ်ဆိုးတွေကလေကျမတို့ရုံမထွက်နိုင်သေးပါဘူးအမေကလည်းအခုချိန်ထိအချင်းချခံနေရဆဲဖြစ်ပါတယ်ကျမတို့အမေသားအမေသမီးတွေပေါ့နော်ချစ်တဲ့လွမ်းနေရှစ်ဆက်နေကြဆဲဖြစ်ပေမဲ့ချစ်ယုံလွမ်းယုံနေမှာကျမတို့ဒီဒေါ်လာရေးမှာဒီအဆုံးအထိအမေလွတ်မြောက်ဖို့အတွက်ကျမတို့အတူတူပါဝင်ကြရအောင်လို့တိုက်တွန်းရင်းနေညီကုန်းချုပ်ချင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ် ုတ်ကဲ့ပါမတ်ပန်ဆယ်လို့ခင်ဗျမေတော်ဆတ်စုကြည်နဲ့ပတ်သက်တဲ့အမှတ်တရတွေနဲ့အတူရင်းနှီးဖြစ်ကြပါဘူးပါရုပ်ဖက်တင်ဆက်ပေးတဲ့အတွက်ပြည်သူလူထုကိုစားကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့နောက်မှအစီအစဉ်ကောင်းများစွာစောင့်မျှော်နေပါသေးတယ်